အလုတ်တွေပို့ပြီးဖို့ပို့ပြီး productive ဖြစ်ဖို့ဒီ6ခုစမ်းကြည့်လို့ရတယ်နော် okay အဲ့တော့ကြည့်ရမယ်နံပါတ်1က take care of your health okay ကျန်းမာရေးကိုစိုက်ဖို့လိုတယ်ကျန်းမာရေးကောင်းမှ energy ပြည့်မှာ energy မပြည့်ဘူးဆိုရင် productive ဖြစ်ဖို့ကမလွယ်ဘူး okay အဲ့တော့အရင်ဆုံး energy ပြည့်ဖို့လိုတယ် you have to take care of your health okay နံပါတ်2က prioritization and planning ဦးစားပေးယူရဖို့လိုတယ်ဘယ်လောက်ကငါ့အတွက်အရေးကြီးရလဲဘယ်လောက်က လောလောဆယ်အားချင်းလောရမှာလဲโอเคဘယ်လုပ်တွေဖြုတ်ပြလို့ရလဲโอเคအဲ့တော့ brand transition လောက်တဖို့လိုတယ်ပြီးလို့ဆိုရှင် assistant ဆွဲဖို့လိုတယ်ဘာပြီးရင်ဘာလုပ်မလဲဘာပြီးရင်ဘာလုပ်မလဲဘာပြီးရင်ဘာလုပ်မလဲโอเค plan တွေချထားဖို့လိုတယ်ဒါနံပါတ်1ပေါ့နော်โอเคဥစားပြရဖို့လိုနော်နံပါတ်3ကကျတော့ time blocking အချိန်ကန့်သတ်ထားဖို့လိုတယ်ဥမာတနေ့တာစားတဲ့ခါမှာအရေးကြီးတဲ့လောက်9ခု8ခု9ခုထွက်လာတယ်โอเค9ခု8ခု9ခုကိုမှ ူတို့ကအတူတူအရေးကြီးတာမဟုတ်ဘူးเนาะအဲ့ဒီမှာသိရမှာတခုကတချို့လုပ်တွေကပိုအရေးကြီးတယ်โอเคပိုအအောင်စိုက်ဖို့လို့နှစ်နာရီလောက်သုံးနာရီလောက်စတိုက်အောင်စိုက်ပြီးလုပ်ဖို့လို့တယ်တချို့လုပ်တွေကကျတော့ဒီအောင်လားအလောက်အရေးမကြီးဘူးဟိုတနာရီပြန်နှစ်ခုသုံးခုလောက်ပြအောင်လုပ်လို့ရတယ်โอเคအဲ့တော့ဆိုလို့ရှိရင် energy management မှာလုပ်ဖို့လို့တယ်ကိုရန်အားရပြည့်နေအချိန်မှာဆိုလို့ရှိရင်အရေးကြီးတဲ့လုပ်တွေလုပ်မယ်အာရုံရမ်းစားတဲ့လုပ်တွေလုပ်မယ်အားနည်းနေတဲ့အချိန်မှာဆိုလို့ရှိရင်ကိုရဲ့ mental energy တိတ်မတုံးရတဲ့အလုပ်တွေကိုလုပ်မယ် โอเคဒီလိုလိုချင်းအဖြစ်နဲ့လုပ်ပို့ပြီးရနော်အဲ့ time block လုပ်တဲ့ခါမှာအလိုလေးတွေးလို့ရတယ် nudge management မှာတစ်ခါလေးလုပ်လို့ရတယ်နော်โอเคโอเคဒီလုတ်ကတော့ရေးကြည့်ရဲအဲ့တော့ငါ9နာရီရနေစက်နှစ်ဒီငါဒီလုတ်ကိုအယောင်ဆိုင်လုပ်မယ်โอเคကျန်တဲ့ဟာတွေကျန်တဲ့ destruction တွေကိုခဏလေးမိထားလိုက်မယ်ဖုန်းဖြေရတယ်မလို့ဆိုရှယ်မီဒီယာသွားတုံးလာတယ်မလို့ messenger တွေပြီးတငယ်ချင်းတွေတွားပြီးစကားပြောရပါရညာတယ်မလို့โอเคအဲ့လိုမျိုး time block လုပ်ထားမှာဆိုရှင်အယုံပိုဆိုင်နိုင်တယ် အာယုံပိုဆိုင်နိုင်တဲ့အတော့အလုပ်ရဲ့ quality ပိုကောင်းတယ်အလုပ်ပို့ပြီးတော့ပြီးတယ်โอเคအဲ့တော့ဦးစားပေးရွေးပြီးသွားပြီ plan တွေဆွဲပြီးသွားပြီဆိုလို့ရှိရင် time blocking လေးလုပ်လို့ရပါတယ်โอเคဒီချိန်ရတဲ့ဒီချိန်ကိုဒါလုပ်မယ်ဒီချိန်ရတဲ့ဒီချိန်ကိုဒါလုပ်မယ်ဒီချိန်ရတဲ့ဒီချိန်ကိုဒါလုပ်မယ်အဲ့လိုလုပ်ခြင်းအဖြစ်အဲ့လိုစီစဉ်ထားခြင်းအဖြစ်ဒါလုပ်နေတဲ့အချိန်မှာငါဟိုဘာကြီးလုပ်အောင်ပါဟိုဘာလုပ်နေတဲ့အချိန်မှာငါဒါကြီးလုပ်အောင်ပါအဲ့လိုမျိုးလည်းမဖြစ်တော့ဘူးโอเคကိုကဘာလုပ်လဲဆိုတော့ဟိုဘာလဲဟိုဘာလှည့်ကြလာလိမ့်မယ်ဆိုတာစိတ်ကတည်လို့โอเคအဲ့လိုစီစဉ်မထားဘူးဆိုလို့ရှိရင်အဲ့လိုဖြစ်ကုန်โอเค နောက်ခုက Pomodoro technique ကိုလည်းတုံးလို့ရပါတယ် Pomodoro technique ကသူပြောတဲ့ဟာကတော့အလုပ်လုပ်တဲ့အခါမှာ25မိနစ်25မိနစ်လုံမယ်ပြီးလို့ရှိရင်5မိနစ်လောက်နားမယ်โอเคပြီးလို့ရှိရင်25မိနစ်လောက်ထပ်လုံမယ်5မိနစ်လောက်နားမယ်အဲ့လိုနားခြင်းအဖြစ်မျိုးလုံးတက်တာတာပေါ့နော်နောက်တစ်ခုကတောက်လျှောက်ထိုင်မနေရတာဖြစ်ထိုင်မနေရတဲ့အတွက်အားလည်းပို့ပြရပါဘာမကူကလုံးလေး25မိနစ်လောက်လိုက်မယ်လမ်းလေးပါလေးထားချောင်းလိုက်မယ်စသဖြင့်ပေါ့အဲ့လိုမျိုးအဲ့မှာ၄ခါလောက်ပြီးရခါမှာ ပို့ပြီးတော့ကြာကြာနားမယ်15မိနစ်ဖြစ်ဖြစ်မိနစ်20ဖြစ်ဖြစ်နားမယ်ဒီလိုမျိုးပေါ့โอเคအဲ့တော့တချို့ကျွန်တော်ကတော့ဒီဟာကိုဒီ personal ရောဒိတ်တုံးနေမရှိဘူးကျွန်တော်လုတ်ချင်တယ်ဆိုလို့ရှိရင်2နာရီ3နာရီလောက်လဲလောရင်လုတ်လိုက်တာအဲ့လိုမျိုး3နာရီ4နာရီလောက်ဒီခါလေးမနက်က9နာရီမနက်9နာရီနဲ့10နာရီလောက်ထိ2နာရီလောက်ထိအဲ့လိုလဲတွန်းတွားပလိုက်တာဒါပေမဲ့တချို့တွေကတော့ဒီဥစ္စာလေးတော်တော်လေးအသုံးဝင်လို့ပြောကြတယ်โอเคအဲ့တော့25မိနစ်မဟုတ်ဆိုလို့ရှိရင်တော့မကိုယ့်အနေကိုချိန်လို့ရတယ်လေတနာပြီးလို့ရှိရင်9မိနစ်နားမယ်9မိနစ်ထလမ်းရှောင်းမယ် โอเคကြောဆန်လာတယ်ဘာလို့လဲတစ်ချက်နှစ်ပုတ်လောက်နားထောင်မယ်ကောင်းပါလေးတဲ့စကားပြောမယ်ကောင်းလေးနဲ့စကားပြောမယ်အိမ်နဲ့စကားပြောမယ်စသဖြင့်ပေါ့โอเค you can adjust it right pomodoro technique ရမယ်နော်နောက်တစ်ခုက eliminate multitasking โอเค multitasking ဆိုတာအလုပ်တွေအများကြီးတစ်ပြန်လေးလုပ်တဲ့ဟာကိုဖျောက်ပြဖို့လိုတယ်တချို့တွေကလုပ်တွေအများကြီးတစ်ပြန်လေးလုပ်တာโอเคလုံးရှာရှိရလုံးကွန်ပျူတာပေါ်မှာလုံးနေတယ်ပြီးလို့ရှိရှင်မက်ဆေ့ချ်ညာနေပြီးတော့အမှတကယ်ချင်းတော့တွားပြီးစကားပြောလိုက်တယ်ခဏနေလို့ရှိရှင် ုံလန်းဆက်လိုက်တယ်ခဏနေလို့ပြောရှင်အဲ့မှာဖူပန်နာနဲ့စားတော့လေးမှားလိုက်တယ်စသဖြင့်ပေါ့โอเคသူတည်တနာတွေအဲ့လိုလှုပ်ခြင်းအဖြစ်အလုတ်ပို့ရမပြီးပါဘူးကြည့်အလုတ်ရော့ပြီးရဲတဲ့โอเคနောက်တစ်ခုကအုံနောက်အတွက်လည်းမကောင်းအောင်မှန်ညာချိုးရင်းတာတွေဖြစ်လာတယ်โอเค stress မြားတာတွေဖြစ်လာတယ်အဲ့လိုဖြစ်တဲ့အတွက်အလုတ်ရဲ့ quality လည်းမကောင်းဘူးအလုတ်အမှားလည်းများတယ်အလုတ်ပြို့လည်းပို့အချိန်ကြာတယ်โอเคကောင်းတာကတော့တစ်ခုပြီးမှတစ်ခုလို့ဒါကောင်းတယ်โอเค don't be a multitasker be a serious tasker okay လေငါခုရှိရဆိုရှင်ကိုယ့်အကိုအရေးကြီးတဲ့ပုံမှာမူတည်ပြီးတော့အစီအစဉ်လေးချထားမယ် okay ပြီးလို့ရှိရင်အရေးကြီးတဲ့ဟာကိုလုပ်မယ်အဲ့ဟာလုပ်နေချိန်မှာအဲ့ဟာကိုလုံးဝ100% focus ထားပြီးတော့လုပ်မယ် okay ကျန်တဲ့ဟာကိုခဏလေးမေ့ထားမယ်အဲ့ဒါပြီးမှဒုတိယအရေးကြီးတဲ့ဟာကိုလုပ်မယ်လုပ်လို့ချင်ရင်ပို့လုပ်ပြီး okay စိတ်လဲရှင်းတယ်မဟုတ်လို့ရှိရှင်စိတ်ကတည်အောင်လာကြလို့ရှင်ပုံမှန်မတည်ဘူး okay you get it right ဒီမျိုးကြီးဖြစ်လာအဲ့တော့ eliminate multitasking okay now look what daily reflection and adjustment daily reflection and adjustment ဆိုတာတနေ့ရပြီးသွားတဲ့ခါကိုတနေ့ရပြီးသွားတဲ့ခါမှာကိုယ့်ရဲ့တနေ့ရောပြန်ကြည့်မယ် okay ငါဒီနေ့လုပ်ခဲ့တဲ့အထက်မှာဘယ်ဟာတွေကကောင်းလဲဘယ်ဟာတွေကမကောင်းလဲမနေ့ကဘုကောင်းဘယ်လိုလုပ်မှလဲတအားမျိုးပေါ့ okay ပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်ပြောင်းနေတာပြောင်းလို့လေဟာငါဒီနေ့မနက်မှာတော့ဒီလုပ်လေးကိုဒီလိုမျိုးလေးလုပ်လိုက်တဲ့ဆိုရင်ပိုကောင်းလိမ့်မယ်ဒီဟာကိုရင်လုပ်ဒီဟာကိုနောက်မှလုပ်လိုက်ပိုကောင်းလိမ့်မယ် စသဖြင့်โอเคတရားတရားတူမှာမဟုတ်ဘူးအဲ့တနည်းချင်းလည်းလုပ်လို့ရတယ်ဟုတ်ကဲ့လုပ်တဲ့ခါမှာဒီ reflection လုပ်တဲ့ခါမှာဒီမေးခွန်းသုံးခုကိုအသုံးပြီးလုပ်လို့ရတယ်နော်ငါဒီနေ့လုပ်ခဲ့တဲ့အထက်မှာဘယ်ဟာတွေကောင်းလဲဘယ်ဟာတွေကမှန်ခဲ့လဲဘယ်ဟာတွေကမကောင်းလဲဘယ်ဟာတွေမမှန်ခဲ့ဘူးလဲโอเค next shampoo ကောင်းလဲလုပ်ပါလေဒီလိုမျိုးတွားလို့ရတယ်တပတ်တနည်းချင်းမတွားချင်ဘူးဆိုရှင်တပတ်တာပြီးရခါမှာလဲတွားလို့ရတယ်โอเค saturate သူမရှမ်းနေရောက်ဆိုရှင်โอเคငါပြီးခဲ့တဲ့ဘက်က my output ကဘယ်လိုရှိလဲဘာတွေဘာတွေပြီးခဲ့လဲ ဘိုင်ဘိုင်လိလာခဲ့လဲ။ဟော develop ငါဒါပြီးခဲ့တာပဲ။อืมငါတို့ပြူပြအောင်လုပ်လို့ရတယ်။ဒါရီဒါရီပြောင်းလိုက်မယ်ဆိုရှင်။ Okay စသဖြင့်ပေါ့။အဲ့တော့ပြန်ပြီးတော့ reflect လုပ်တင်ပါတယ်။ Okay ပါ so productivity tips these are six tips that I want to share you guys with. Okay ပဲခုကြာဆုံး။ကုမမကြီးတော့